မင်္ဂလာပါရှင်ဒီနေ့ကတော့ Rich Roll Podcast မှာ Dr. Andrew Huberman ပြောသွားတဲ့အကြောင်းအရာလေးတွေထဲကစိတ်ဝင်စားစရာအချက်တချို့ကိုအတူတူလေ့လာကြည့်ကြမယ်။ဟုတ်ကဲ့ခင်ဗျာ။သူက Stanford ကအာယုံကျော်သိဆိုင်ပညာရှင်ဆိုတော့ဟုတ်တယ်။သူ့ရဲ့နောက်ခံကလည်းနည်းနည်းထူးခြားတယ်နော်။ငငယ်က skateboard စီးနည်းနည်းလမ်းဝဲချင်းတို့လိုဖြစ်ခဲ့ရကနေဒီလို take down ပါမောခဖြစ်လာတာ။อืมဟုတ်တယ်။ဆိုတော့သူ့ရဲ့ကိုယ်တွေ့အတွေ့အကြုံတွေက သူလေ့လာတဲ့ဦးနောက်ရဲ့ပြောင်းလဲပြင်လဲရှိမှု neuroplasticity တော့ပြန်ပြုပြင်လည်စွမ်းတော့ဆိုတာတွေကိုပို့ပြီးအားရှိစေတယ်ပေါ့ဗျာဒါကြောင့်မလို့ဒီနေ့သူ့တွေ့ရှိချက်သေးကအဓိကအချက်တချို့ပေါ့ဥနောက်ဘီလိုအလုံးလုံးလဲအာယုံဆိုင်မှုလို့ဥနောက်ကဘီလိုပြောင်းလဲမလဲဆိုတာမျိုးတွေဆွေးနွေးကြည့်အောင်ကောင်းပါတယ်ပထမဆုံး neuroplasticity အကြောင်းစပြောကြတာပေါ့ဟုတ်ကဲ့ဥနောက်ကပြောင်းလဲနိုင်တယ်ဆိုတာတော့ကြားဘူးနေကြပေမဲ့လေအသက်15ကျော်ရင်တော့အရွယ်ရောက်ပြီရင်ဘလို့လဲဟုတ်ဥနောက်ကအသက်25အထိကတော့အပြောင်းလဲပုံမြန်နဲ့လွယ်တယ် ။တန်းအရွယ်ရော့ပြီးလဲပြောင်းလို့ရပါသေးတယ်။အော်ရသေးတာပေါ့။ဟုတ်ဒါပေမဲ့လေနည်းနည်းတော့ focus လုပ်ရတယ်။အာယုံစူးဆိုင်မှုပေါ့။အာယုံစူးဆိုင်မှုဟုတ်တယ်။အခုခုကိုတကယ်ပြင်းပြင်းထန်ထန်အာယုံစိုက်လိုက်တဲ့အခါဦးနောက်ကအစီထိုင်ကိုလင်းဆိုတဲ့ဓာတု PC ထုတ်တယ်။အဲ့ဒါကဟောဒီနေရာပြောင်းလဲရမယ်ဆိုပြီးအမတ်ထားပေးလိုက်တယ်လို့ပဲ။อืมอืมမကပေးလိုက်တယ်လို့မျိုးဟုတ်ပါတယ်။ဒါပေမဲ့အာယုံစိုက်ယုံနေတော့မရသေးဘူး။အော် တကယ်အရေးတကြီးလိုအပ်မှု urgency လို့ခေါ်တာပေါ့ဒါမို့ခိုင်မာတဲ့ရေမှန်းချက်တစ်ခု ရှိမှဦးနောက်ကထိချီရောက်ရောက်ပြောင်းလဲဖို့ဆက်လုပ်တာဆိုလိုတာကအယုံဆိုင်မှုရောအရေးကြီးတယ်ဆိုတဲ့ခံစားချက်ရောလို့လားပေါ့အဲ့ဒီနှစ်ခုပေါင်းပါဗျာဟုတ်ကဲ့အယုံဆိုင်မှုအကြောင်းပြောတော့လေအလုပ်တစ်ခုခုဆက်လုပ်မယ်ဆိုရင်စိတ်ချမှတ်နေတဲ့ကနာမငင်ဖြစ်တာမတက်မတာခံစားရတာမျိုးတွေကတော့ဘာကြောင့်လဲအဲ့ဒါကလုံးဝပုံမှန်ပဲအယုံဆိုင်ဖို့စကြူစားတဲ့အခါဦးနောက်က no epinephrine တမမို့ adrenaline ထုတ်တယ်။အော်အဲ့ဒါကကိုယ် no ချစီတယ်။ alert ဖြစ်စီတယ်။ဒါပေမဲ့တခါတလေကနာမငင်ဖြစ်စီတာပေါ့။အဲ့ဒါကအာယုံစိုက်မှုဖြစ်စဉ်ရဲ့အစိပ်ပိုက်တစ်ခုပဲ။အဲ့ဒါကိုကြော်ခက်ဖို့လိုတာပေါ့နော်။ဟုတ်တယ်။အဲ့ဒီကနူးခက်ခဲတဲ့အဆင့်ကိုကြော်နိုင်မှ flow state လို့ခေါ်တဲ့အလုတ်ချင်းမှာအလိုလိုစီးမျောထွားတဲ့အခြေအနေကိုရောက်နိုင်တာ။ဟုတ် flow state ရောက်ဖို့ကတော့အားစိုက်ရအောင်ပဲ။အစားပိုင်းမှာပေါ့။ flow state ဆိုတာလွယ်လွယ်ရတာမျိုးတော့မဟုတ်ဘူးစူးစမ်းမှုတော့လိုတယ်ဒီလိုစူးစမ်းနေဖို့အတွက်အားကတော့ dopamine ကဒီနေရာမှာပါလာပြီလားလူတွေက dopamine ကိုအောင်မြင်မှဖန်တိုင်ရောက်မှထွက်တယ်လို့ထင်ကြတာများလေနော်အဲ့ဒါဟုပါမန်ထုတ်ပြတဲ့စိတ်ဝင်စားစရာအချက်ပဲ dopamine ကအဆုံးသတ်အောင်မြင်မှုရောက်မှထွက်တာမဟုတ်ဘူးဗျဟင်ဟုတ်လားတကယ်ကကိုစူးစမ်းအားထုတ်နေတဲ့လမ်းတလျောက်တေးသေးလေးလေးအောင်မြင်တိုင်း milestone လေးတွေကြော်ဖြတ်တိုင်းမှာထွက်နေတာအော်ဟုတ်တယ် ငါလမ်းကြောင်းမှန်ဖို့ရောက်နေပြီဆက်လို့ဆိုတဲ့ signal ပေးတယ်လို့ပဲ။အော်ကိုကိုတွန်းအားပေးနေလားပေါ့။အဲ့ဒီထက်ပိုရေးကြည့်တာကကိုရဲ့စူးစမ်းမှုကိုကိုယ်တိုင်အတိအမှတ်ပြုစူးချော့တာဖြစ်ပဲ။ internal reward ပေါ့။ကိုကိုအတိအမှတ်ပြုတာ။ဟုတ်ကဲ့။အဲ့လိုကိုစိတ်ထက်ကအတိအမှတ်ပြုလိုက်တာက dopamine ထွက်စီတယ်။အဲ့ဒါကအပြင်ကစုပေးတာတွေထက်ပိုပြီးရေရှည်ခံတဲ့တွန်းအားဖြစ်စီတယ်။ဒါ growth mindset နဲ့တော်တူနေပြီနော်။ဟုတ်ပါတယ်။အခြေခံသဘောတရားတစ်ခုပဲ။ဟုတ်ကဲ့။ ဒါဆိုရင်ကိုယ့်ရဲ့စိတ်အခြေအနေဥပမာစိတ်ဖီးစီးနေတာမျိုးချက်ချင်းထင်းချူဖို့တော့လက်တွေ့နည်းလမ်းညှိသေးလားရှင့်ရှိတာပေါ့အများဆုံးတစ်ခုကတော့ physiological sign လို့ဟူပါမန်ခေါ်တာပဲဇီဝကမ္မတပြင်းချချင်းပေါ့ physiological sign ဘလို့လုံးရတာလဲလွဲပါတယ်အတက်ကိုနှခါဆက်တိုင်မြန်မြန်ရှူသွင်းနှခါကနေပေါ့ပြီးရင်ပါးဆက်ကန်ဒီတခါတည်းနဲ့ရှိရှိပြန်မှုထုတ်လိုက်တာနှခါသွင်းတခါထော့ဟုတ်တယ်ဒါက autonomic nervous system ကိုချစ်ချင်းနေပါငြိမ်သက်စေတယ်။ကာမရာရောက်ဆိုင်ပို့နေတာကိုမြန်မြန်ရှင်းထုတ်လိုက်လို့။အိုးအယမ်းမြန်တာပဲ။အသက်ရှူတာအပြင်ရောအမြင်အာရုံကကောအမြင်အာရုံကလည်းစိတ်အခြေအနေနဲ့ diet ဆက်ဆက်နေတယ်။တခုခုကိုအနီးကစုဆိုင်ကြည့်ရင် focal vision ပေါ့။ phone screen လိုမျိုးအဲ့ဒါက alert တက်စေတယ်။ဟုတ်။အမြင်ကိုကြည်ကြည်ကြည့်လိုက်ရင် panoramic vision လို့ခေါ်တယ်။အဝေးကိုကြည့်တာမျိုး တောင်းဖို့ကိုပောင်ဝန်းကျင်တစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရင်စိတ်ကိုပြေလျော့စေတယ်တည်ငြိမ်စေတယ်။အင်းဟုတ်ကဲ့။ဒါကြောင့်စိတ်ရှုံနေရင်အပြင်ထွက်အဝေးကြည့်တာကောင်းတာကိုဟုတ်ပါတယ်။နောက်တစ်ခုကလုတ်ဆောင်ချက်ပဲ action action ဘယ်လိုမျိုးလဲရှင်။စိတ် PC နေရင်ငြိမ်မပေးတစ်ခုခုဆက်လုပ်လိုက်တာ။အတူတပြင်ရှေ့ကိုရွေလျားရဲ့လှုပ်ရှားမှုလိုင်းလျောက်တာမျိုးပေါ့။အိုးလမ်းထောက်လျှောက်လိုက်တာမျိုး။ဟုတ် ဒါကဦးနောက်ရဲ့ဒိုပမင်းလမ်းကြောင်းကိုပြန်လုံဆောင်နိုင်တယ်လို့ကိုယ့်ရဲ့အတွေးလွန်လေတဲ့အာယုံကိုလည်းပြောင်းပေးတယ်။ကိုကအခြေအနေကိုထိန်းချုပ်နိုင်သေးတယ်ဆိုတဲ့ခံစားချက် ပြန်ရစေတယ်။တော်တော်လက်တွေ့ကြတဲ့နည်းနေပဲနော်။ဒါဆိုဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်ဦးနောက်ကပြောင်းလဲနိုင်စွမ်းရှိတယ်။အထူးသဖြင့်အရွယ်အောင်ပြီးချိန်မှာအာယုံစူးစိုက်မှုနဲ့ရည်ပဲချက်ကအဓိကပဲ။ဟုတ်တယ်။ပြီးတော့အလုတ်တစ်ခုစလုတ်ဖို့နည်းနည်းခက်ခဲတဲ့ခံစားရတာက ပုံမှန်ဇီဝကမှတုံ့ပြန်မှုပဲ။ အဲ့ဒါကိုကြော်ဖြတ်ဖို့လိုတယ်။ကြိုးစားမှုကိုယ်တိုင်ကိုအတိအမှတ်ပြုခြင်းအပြင်ဒိုပါမင်းကိုကိုတုံအားအဖြစ်အသုံးချနိုင်တယ်။မှန်ပါတယ်။ပြီးတော့ safe PC မှုတွေကိုချက်ချင်းထိန်းချုပ်ဖို့ physiological side လို့အထရှူနီအမြင်အာရုံကိုတုံးတာဒါမှမဟုတ်ရိုးရိုးရှင်းရှင်းလှောက်ရှားမှုစတာတွေနဲ့ကိုယ်စိတ်ကိုကိုယ်စီမံနိုင်စွမ်းရှိတယ်ဆိုတော့ပေါ့။ဟုတ်ကဲ့ဒီအချက်တွေအာရုံကိုခြုံပြီးစဉ်းစားကြည့်ရင်လေကျမတို့ရဲ့အတွင်းစိတ်အခြေအနေတွေကိုအလိုလျောက်တုံ့ပြန်ငြိမ်းအောင်တတ်တတ်မဟုတ်တော့ပဲ။ ီလိုတမင်တကာရည်ရွယ်ချက်ရှိရှိထိန်းချုပ်နိုင်စွာတိုးတက်လာခြင်းဟာလူသားတွေရဲ့စင့်ကေပြောင်းလဲမှုမှာနောက်ထပ်အရေးကြီးတဲ့ခြေလှမ်းတစ်ခုများဖြစ်လာလိမ့်မလားလို့တွေးစရာလေးတစ်ခုချန်ခဲ့ခြင်းပါတယ်ရှင်။อืมစိတ်ဝင်စားစရာကောင်းတဲ့ချက်ပါပဲ။